ိုမာဟော့ဒုံကြီးတွေအခုမပေးနိုင်သေးဘူးလို့တမတ်ထရန်ကဆီလန်စကီနဲ့အင်ဂျီလိုမာတွေ့ဆင်မှာပြောလိုက်တဲ့အတွက်ဆီလန်စကီကတော့စိတ်ပြတ်သွားပါတယ်။နိုင်ငံသမားထရန်ကယူကရိန်းသမ္မတဆီလန်စကီကိုအင်ဂျီလိုမာထပ်မံတွေ့ဆုံဆွေးနွေးရမှာတာဝေးပြစ်တိုမာဟော့ဒုံကြီးတွေယူကရိန်းကိုကွန်ညီနိုင်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတတိထားပြောဆိုသွားပါတယ်။ထရန်ကယူကရိန်းကိုတိုမာဟော့ဒုံကြီးပေးမယ်ဆိုရင်ပိုကြီးမားတဲ့တင်းမာမှုတွေဖြစ်လာနိုင်မယ်။မကောင်းတဲ့အရာတွေအများကြီးဖြစ်လာနိုင်တယ်လို့ပြောသွားပါတယ်။ အရင်ကတော့ယူကရိန်းကိုတွန်းမာဟော့တွေပေးဖို့ဆန္ဒရှိကြောင်းအချက်ပြခဲ့ပေမဲ့မနေ့ကပူတင်နဲ့ဖုန်းဆက်စကားပြောပြီးနောက်ကျွန်တော်တို့လည်းသူတို့ကိုလိုအပ်တယ်။ဒါကြောင့်မလုပ်နိုင်မဲဆိုတာမသိသေးဘူးလို့ဆိုပါလိမ့်။သူတို့ဆိုတာတွန်းမာဟော့တွေကိုရည်ညွှန်းပြီးပြောတာပါ။ခရနဲ့ပူတင်တို့ဖုံးပြောဆုံမှုတွင်ဟန်ဂေရီမှာတွေ့ဆုံမှုသဘောတူခဲ့ပါလိမ့်။ဒါကြောင့်ပူတင်ကတော့တူမဟော့ဒုံးကြီးတွေအမေရိကန်ကယူကရိန်းကိုပေးမအောင်ဆိုတဲ့အတွက်ကြောင့ သူ့အနေနဲ့ trinity ကိုသဘောတူလိုက်ပုံရှားပါတယ်။ခေါင်းဆောင်ဦးရဲ့အကြံပေးပုဂ္ဂိုလ်တွေကြားမှာစွန့်နှုတ်ပွဲတွေကိုနောက်ဘက်ဆော့ဘက်မှာစတင်ဖို့စီစဉ်ထားပါတယ်။ trin ကတော့ putin နဲ့တွေ့ဆုံစွန့်နှုတ်ပြီးမှသာအဖြေတစ်ခုထုတ်နိုင်မယ့်ပုံရှိပါတယ်။ trin အဆုံးသတ်လုံနေတဲ့စစ်ပွဲအတွက် zelensky ကတော့ russia ကိုတံပြန်လိုက်ခိုက်ဖို့တွန်းမဟုတ်တယ်။ trinsy ကတောင်းနေတာဖြစ်ပါတယ်။ခံရယူကရိန်းစစ်ပေါ်မှာကြာမီဆုံးသက်နိုင်မယ်လို့ကောင်းမြင်ကြောင်းထုတ်ဖော်ပြောခဲ့ပြီးငြိမ်းချမ်းရေးသဘောတူညီချက်ရပါက တာဝေးပြစ်တုံးကြီးတွေတောင်းဆိုဖို့မလိုတော့ကြောင်းဇလန်စကီကိုပြောပါလေခရမဇလန်စကီနဲ့ပူတင်ကြနရှိုင်းနဲ့ရညှိုးဖို့အသိမှတ်ပြုနေမယ်ပြီးခဲ့တဲ့ဘက်ကဂါဇာပြစ်ခတ်ရစရင်အောင်မြင်ဆောင်နိုင်ခဲ့ပြီနောက်ပြီးတော့၄နှစ်ကြာပြီဖြစ်တဲ့ယူကရိန်းစစ်ပွဲကိုလည်းဖြေရှင်းနိုင်မယ်ဆိုတဲ့ပြောင်းလဲချက်နဲ့အာတတ်တွေရောဆက်လုံနေတာဖြစ်ပါလေတကယ်လို့တူမာဟော့တွေသာပေးလိုက်မယ်ဆိုရင်မင်းချင်းကြီးကပိုဝေးသွားမှုရတယ်လို့ထရန်ကတွေးနေတာလို့ဆိုပါလေဇလန်စကီကလည်းထရန်တွေးရမှာဂါဇာပြစ်ခတ်ရစရင်သဘောတူညီချက်အတွက် သမလထရန့်ကိုအင်မတန်ချစ်ကြူးဂုဏ်ပြုခဲ့ပြီးထိုင်းရဲ့ကိုယ်ညီလက်ဒီစစ်ပွဲကိုအဆုံးသတ်နိုင်မယ်လို့ထင်မြင်ကြောင်းပြောပါတယ်။တောက်ကြနေကတွေ့ဆုံမှုဟာခုနှစ်ဖေဖော်ဝါရီကငင်းခုမှုတွေနဲ့ပထမဆုံးတွေ့ဆုံမှုထက်များစွာပုံမှုဖောက်ပြေပုံရပါမယ်။ပြည်ပကဖြည့်ရှင်းရမှာဘလို့တက်ရောက်မှုရှိမလဲဆိုတာရှင်းရှင်းလင်းလင်းမရှိပါဘူး။ကျွန်တော်တို့ငင်းချင်းကြီးလိုချင်တယ်။ပြည်ပင်ကမလိုချင်ဘူး။ဒါကြောင့်ပူတင်ကိုဖိအားပေးဖို့လိုတယ်လို့ဇီလန်စကီးကသတင်းတောက်တွေကိုပြောပါလိမ့်။ ပူတင်ကိုဆွေးနွေးပွဲသဘောပေါက်စီတွန်းပို့ဖို့ဘာတွေလိုအပ်လဲကျွန်တော်တို့နားလည်တယ်လို့ဇလန်စကီကပြောပါတယ်ခံကအခုတွေ့ဆုံမှုမတန်ခင်ယူကရိန်းကိုဒိုမာဟော့တွေပံ့ပိုးပေးနိုင်ခြင်းရှိကြောင်းပြောဆိုထားတာဖြစ်ပါတယ်ဒါပေမဲ့လို့ကြောက်တံပရီးနေမှာပူတင်ရဲ့စကားပြောလို့နောက်ထရန့်လီတန်ကအနေငယ်ပြောင်းသွားပါတယ်ဗေဂန်နဲ့ရုရှားကောင်းတော်တွေဟန်ဂေရီမှာများမကြခင်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့အစီအစဉ်တွေထွက်ပေါ်လာပါတယ်ပူတင်ရဲ့ကြံပေးကတော့ဒိုမာဟော့တို့ကယူကရိန်းကိုပေးရင်လေစစ်မြေပြင်ခြေနေကို ပြောင်းလဲခြင်းရှိမှာမဟုတ်ပဲအမေရိကန်ရုရှားဆက်ဆံရေးကထိခိုက်စေနိုင်တယ်လို့ထရန့်ကိုတတိပေးထားပါလိမ့်လက်ရှိမှာတော့သမ္မတထရန့်ကဒီအခြေအနေအားလုံးကိုစဉ်းစားသုံးသပ်နေပုံရတယ်လို့သတင်းနဲ့ရသိရပါလိမ့်နောက်သတင်းပုတ်ပြောချင်ပါလိမ့်ဗင်နီဇွဲလာကိုကုန်းလွေမိုင်းထိဝင်တိုက်မယ်လို့အမေရိကန်သမ္မတကချိန်ချောက်ပြီးဗင်နီဇွဲလာနဲ့အမေရိကန်ရဲ့ B52 ဘုံးကျက်လျင်၃စီးနှစ်နာရီကြာပတ်ပြန်ပြနေပါလိမ့်ပြောမယ်ဆိုရင်တော့အော်တိုဘတ်၁၄ရက်နေ့က၅စင်းမြောက် ပြီးမူရစ်စေဝါတင်ဆောင်လာတဲ့လေကိုဖောက်ခွဲတက်ခိုက်ပြီးနောက်ဂျေပန်နယ်လေးနောက်ထပ်မူရစ်စေများမတွေ့တော့တဲ့အတွက်ကိုလွင်မိုက်ကြီးဝင်ရောက်ကရှင်းလင်းအောင်မယ်လို့အမေရိကန်သမ္မတထရန့်ကအတိပေးပြောဆိုပါတယ်။အဲဒီနောက်မဟာဗျူဟာမြောက် B52 ဒုံးကျဲလေ၃စင်းကိုပါဗီနီဇွဲလာလေပိုင်နဲ့အနီးနှစ်နာရီကြာဟောင်းပြပြီးတော့ချိန်ချောက်ခဲ့ပါတယ်။နောက်ဆုံးမူရစ်လေဖောက်ခွဲတက်ခိုက်မှုမှာလိုက်ပါသူ6ဦးလုံးသေဆုံးရ။စစ်စစ်ပေါင်းမူရစ်လေ9စီးမှာ28ဦးသေဆုံးပြီဖြစ်ပါတယ်။ ဗင်နီဇွဲလားကမ်းလွန်ပင်လယ်တွင်နောက်ထပ်မူရင်းလေတွေထပ်မတွေ့တဲ့အတွက်သမထရန့်က CIA ကိုဗင်နီဇွဲလားနိုင်ငံတွင်စီးရီးအရာဝင်ရောက်ဖို့ခွင့်ပြုခဲ့ပြီးကုန်တွေမှလည်းမူရင်းကမ်းတွေကိုဝင်ရောက်ဖြုတ်ခွင်းတော့မယ်ဆိုပါတယ်ဒီလိုလိုရတဲ့အကြောင်းပြချက်နှစ်ချက်ရှိကြောင်းဗင်နီဇွဲလားမှာမူရင်းစေးများစွာအမေရိကန်ကိုပို့ဆောင်ခြင်းကတစ်ချက်ဗင်နီဇွဲလားထောင်လေးထဲမှာလူစုတယောက်မှမရှိတဲ့အထိသူတို့ကအမေရိကန်နဲ့ဝင်ရောက်ချင်းချောင်းနေခြင်းကြောင့်ဖြစ်ကြောင်းသမထရန့်ကပြောပါတယ် ဒေါ်လာတန်း90စုကြေးထုတ်ထားတဲ့အာနာရှင်ဗီနီဇွန်နာတမရမာဒူရိုကတော့တမရထရန့်လို့ရဟာမိမိကိုဖြုတ်ချဖို့ရည်ရွယ်နေတယ်လို့ဆိုပါတယ်မိမိကိုဖြုတ်ချဖို့အတွက်ဘလို့ကြိုးပမ်းမှုမျိုးကမဆိုခုခံအကောက်ွက်တော့မယ်လို့ဆိုပါတယ်ဒေါ်လာထရန့်ကမာဒူရိုအားနိုင်ငံတွင်းဝင်ရောက်တုံ့ပြန်မှလာလို့မင်းမျက်မှုကိုတမရထရန့်ကဒီလိုမိကုံမျိုးမဖြေချင်ဘူးလို့သာမယုံမလွန်ပြောပါနဲ့လှုပ်ချင်လဲလှုပ်နိုင်မယ်မလှုပ်ချင်လဲမလှုပ်နိုင်ဘူးလို့သာဆိုရမှာဖြစ်ပါတယ် ရိုက်ကန် B52 ဘုံကျဲလေယာဉ်ဟာအော်တိုဘာ15ရက်နေ့ကလူအီစီယာနာလေတဲ့အခြေစိုက်စခန်းကနေပြန်တက်လာပြီးဗင်နီဇွဲလားလေပိုင်နယ်တီနှစ်နာရီကြာပြတ်ပြန်ပြခဲ့လို့ဗင်နီဇွဲလားကတော်တော်လေးကိုခြောက်ချခဲ့ပါလေ။တနေ့နေ့ရအမေရိကန်တက်ရလက်ရှိဗင်နီဇွဲလားရဲ့အရေးပါတဲ့စိတ်ကန်းနေတဲ့လေတဲ့အခြေစိုက်စခန်းတွေကိုပိန်ပိုက်နိုင်တဲ့အဆင့်ထိပြင်ဆင်ထားပြီးဖြစ်ပါလေ။အနာထန်နဲ့အင်ဖြူတော်ကသာ အမိတ်ပေးလိုက်တာနဲ့ဒီပြိုင်နဲ့ထက်ဝင်ရောက်သိမ်းမဲ့ပို့တော်မှာစီစဉ်ရှိပါလေတကယ်လက်တွေ့မှာတော့အဲ့ဒီလိုမျိုးဖြစ်နိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါလေနောက်သတင်းတစ်ပုဒ်ပြောချင်ပါလေဆီးရီးယားသမ္မတအာမတ်အရှာရာဟာမော်စကိုမှာရုရှားသမ္မတပူတင်နဲ့တွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံချုပ်ဆိုခဲ့တဲ့သဘောတူညီချက်စာချုပ်အလုံးကိုဆက်လက်ထိန်းသိမ်းသွားမယ်လို့ပြောပါလေအဲ့ဒီသဘောတူညီချက်တွေမှာဆီးရီးယားမှာရှိတဲ့ရုရှားရဲ့အဓိကအခြေစိုက်စခန်းတစ်ခုဖြစ်တဲ့ လာတာကီယာခိုင်မှာရှိတဲ့ဟာမင်ဝင်ဒေတာရှိတဲ့စကန်နဲ့ကမ်ဒန်ဒေတာမှာရှိတဲ့တာဒရက်ရေတက်စကန်နဲ့ဆက်လက်ထားရှိပါပါတယ်။စီးပွားမှာရှိတဲ့ရုရှားရဲ့စီးပွားရေးနဲ့စွန့်ဆိုင်ရာကျိုးစီးပွားလုံခြုံစေဖို့တူရကီနဲ့အီရတ်နယ်စပ်နီးမှာရှိတဲ့အရှေ့မြောက်ဘက်မှာရှိတဲ့ကွမ်ဆလီလေစိတ်မှာလည်းစည်ရေးရတဆွဲထားမှုတွေရှိပါတယ်။အာမက်အရှာကအာရဘီဘာသာစကားနဲ့ပူတင်ကိုပြောမှာကျွန်တော်တို့နဲ့ရုရှားကြောင့်မှာနှစ်နိုင်ငံဆက်ဆက်ရင်းနဲ့ဘုံကျိုးစီးပွားတွေရှိပါတယ်။ ကျွန်တော်တို့ကရုရှားနဲ့ချုပ်ခဲ့တဲ့သဘောတူညီချက်အလုံးကိုလည်းလေးစားလိုက်နာပါတယ်ရုရှားနဲ့ဆက်ဆံရေးသဘောတူပါပါကိုမုန်းမမှုတွေလှုံ့ဆော်နေတယ်ဆိုပါတယ်ပူတင်ကလည်းဆက်ဆံရေးအသေးပြန်လည်ပြုလုပ်ခြင်းနဲ့ပတ်သက်ပြီးနှစ်ဖက်ကြားဆွေးနွေးထားပြီးဖြစ်တယ်စေဝီစားစရာကောင်းမှုတော့အကျိုးရှိမဲ့အစီအစဉ်လေးပေါ်ကောင်းထည့်ဖော်ဖို့တနိုင်သမျှလှုပ်ဆောင်ဖို့အသင့်ရှိတယ်လို့ပြောပါတယ်။စေဝီယာအရင်သမားဟောင်းအာဆဲတပ်ဖွဲ့အကျဉ်းချက်တွေကိုလက်လက်ပြန်လည်တက်ဆင်ပေးဖို့ရုရှားထံမှစေဝီယာက အမခန်ချက်ရှားယူလိုနေတယ်လို့ဆီးရီးယားသတင်းအရင်းမြစ်တွေကပြောပါတယ်။ရုရှားဆိုရဟာအာဆန်နဲ့မိသားစုနိုင်ငံကနေထွက်ပြေးလာတဲ့အခါနိုင်ငံရေးအရခုံလုံခွင့်ပေးခဲ့ရပါတယ်။သူတို့မိသားစုမော်စကိုမှာလှုပ်ဝဲကြောင်နေထိုင်ကြကြောင်းရုရှားမီဒီယာတွေက ဖော်ပြပါတယ်။ဆီးရီးယားနိုင်ငံသားတွေပေါ်ကျူးလွန်တယ်လို့ဆွဆွဲထားတဲ့ရာဇဝမှုတွေအတွက်တရားရင်ဆိုင်ပုံအာဆက်ကိုရုရှားဆိုရကလွှဲပြောင်းပေးဖို့ဆီးရီးယားကအကြိမ်ကြိမ်တောင်းဆိုနေတာဖြစ်ပါတယ်။ဒါပေမဲ့ရုရှားဘက်ကတော့လွှဲပြောင်းမှုချင်းမရှိပါဘူး။ ရုရှားဟာ၎င်းရဲ့နိုင်ငံသားမဟာမိတ်တွေကိုကာကွယ်ပေးနိုင်တဲ့ပေါ်ကုန်ရင်နေပြီးအာဆက်ကိုဆီးရီးယားဆူရောက်ကိုလည်းလွှဲပြောင်းဖို့သဘောတူမှာမဟုတ်ပါဘူးရုရှားနိုင်ငံသားဝန်ကြီးဆာဂေးလက်ဘော့ကအာဆက်ရဲ့အသံအနေနဲ့ချိန်ချောက်ခံရတဲ့အတွက်ရုရှားက၎င်းအားခေလုံခွင့်ပေးခဲ့ရခြင်းဖြစ်ကြောင်းအောက်တိုဘာ17ရက်နေ့မှာပြောဆိုထားတာဖြစ်ပါတယ်နောက်သတင်းပုတ်ပြောခြင်းပါတယ် ရုရှားနိုင်ငံသားအဖြစ်ခံယူထားတဲ့အိုဒက်ဆာမျိုးတော်ဝင်ကိုယူကရိန်းနိုင်ငံသားအဖြစ်ကနေပယ်ဖျက်လိုက်တယ်လို့သိရပါတယ်ရုရှားနိုင်ငံသားခံယူထားတဲ့အိုဒက်ဆာမျိုးတော်ဝင်ဂျန်နဒီထရူကာနော့ကိုယူကရိန်းနိုင်ငံသားဖြစ်ကနေရုတ်သိမ်းကြောင်းသမရော့စလန်စကီကမိန့်ထုတ်ပါတယ်။နိုင်ငံသားဖြစ်ခွင့်ရုတ်သိမ်းလိုက်ပြီဖြစ်တဲ့အတွက်မြို့တော်ဝန်ယာရုကပါလိုလျောက်ထုတ်ပယ်ပြီးဖြစ်တာမို့မြို့တော်ဝန်အသစ်ကိုအမြန်ဆုံးခန့်အပ်မယ်လို့စလန်စကီကပြောပါတယ်။ရုရှားတိုက်ခိုက်မှုနေ့စဉ်ခံနေရတဲ့အိုဒက်ဆာမြို့မြို့တော်ဝန်ဟာရုရှားနဲ့ပတ်သက်နေတဲ့အတွက်ယာရုကနေထုတ်ပယ်ဖို့ ပြည်သူ2000ခွဲကျော်ကလက်မှတ်ထိုးပြီးစီနက်စကီကိုတောင်းဆိုကြတာဆိုပါလေဒီတောင်းဆိုချက်ကိုယူကရိန်းထောက်လိုက်ရေးကစုံစမ်းရမှာမြို့တော်ဝန်ဟာရုရှားနိုင်ငံကလက်မှတ်နဲ့အတူခိုင်မာတဲ့တပ်တွေထောက်ထားတွေရရှိခဲ့တယ်လို့သတင်းတွေကဖော်ပြပါလေအော်တိုဘားဆလီမနဘိုင်းကယူကရိန်းထောက်လိုက်ရေးကြီးခဲ့တဲ့တာဝန်ရှိသူတွေကစုံစမ်းတွေ့ရှိချက်တွေကိုဇလန်စကီကိုအသေးစိတ်တင်ပြပြီးညပိုင်းမှာနိုင်ငံသားအဖြစ်ကပယ်ဖျက်ကြောင်းမိန့်ထုတ်ပြန်ပါလေစုံစမ်းစစ်ဆေးမှုတွေရာအော်ဒါဆောင်မြို့တော်ဝန်ဟာ 2015ဒီဇင်ဘာ15ရက်နေ့မှာဆယ်နှစ်သက်တမ်းရှိတဲ့ရုရှားနိုင်ငံကလက်မှတ်ရထားတာကိုတွေ့ရပြီးရုရှားနိုင်ငံကလက်မှတ်ကိုင်းဆောင်ထားတဲ့ဆိုတာသက်ဆိုင်ရာဝန်ကြီးဌာနကိုအတိအပြီးအကြောင်းကြားတာမျိုးလည်းမရှိခဲ့ဘူးလို့ဆိုပါတယ်။မြို့တော်ကတော့ဥရောပလူခွင့်ဆန်တရားမှုအယူခံတင်မယ်လို့ပြောထားကြောင်းယူကရိန်းသတင်းတွေမှာဖော်ပြပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ်နေတာညာဟုပေါ်တရားဆွဲဆိုထားမှုကိုတက်ညာပေးဖို့တမနာထရန်ကတိုက်တွန်းပါလေမေဂန်တမနာထရန်ဟာဂျေရုဆလင်မှာရှိတဲ့နက်ဆက်အစ္စရေးပါလီမန်မှာမေကွန်တွင်မှာအကြပြတ်ချဆောင်တဲ့တရားရင်ဆိုင်နေရတဲ့ဝန်ကြီးချုပ်နေတာညာဟုကိုတက်ညာခွင့်ပေးဖို့အစ္စရေးတမနာအိုက်ဇက်ဟာဇောတိုက်တွန်းပါလေတမနာထရန်ဟာကြန့်ရှိအစ္စရေးတရားခံအားလုံးပြန်လွှတ်လာပြီးကစားစစ်ပွဲပြီးဆုံးသွားမှုပေါ်အစ္စရေးပါလီမန်မှာမေကွန်ပြောခြင်းမှာအစ္စရေးတမနာဟာဇောကိုညွှန်ပြပြီး ဒါတော့မိန်ကုန်းထဲမှာပြောမယ့်စကားမဟုတ်ပေမဲ့ကြိုက်သည်ဖြစ်စဉ်ကြိုက်သည်ဖြစ်စေဒီလူကြီးလူကောင်းကမရာဟာဇောကစစ်တွင်းမှာကြီးကျယ်ဆုံးသမနာတွေတွေကတယောက်ပါပြီးတော့စေးပြင်းလေးတွေနဲ့ရှမ်ပိန်အဲ့ဒါကိုဘယ်သူကကူးဆိုင်နေမှာလဲလို့ပြောသွားပါလိမ့်နေတာညာဟုတ်က2019ခုနှစ်ကအမှုတော်မှုနဲ့စွတ်ကျစ်တင်ခံရပြီအဲ့ဒီတဲကတမှုဟာရှမ်ပိန်နဲ့စေးပြင်းလေးပါဝင်အစည်းသုံးငွေရှက်က9ပိန်နီးပါဒေါ်လာနဲ့ဒေါ်လာ2ပိန်တကောင်းတောင်မှရှိလက်ဆောင်လေး စီးပွားရေးသမားစီကနေလက်ခံရရှိခဲ့တယ်ဆိုပါတယ်။အစ္စရေးနိုင်ငံရဲ့သမားဟာခန်းနာဆိုင်ရာဂုဏ်မှုတော်ဝင်ထမ်းဆောင်အောင်ဖြစ်ပေမဲ့ထူးခြားတဲ့အခြေအနေကိုတင်ပြမှုရှိတဲ့ဆိုရင်ပြမှုထင်ရှားစေရင်ခံရရဆိုတော့လူငင်းခွင့်ပေးပိုင်မှုရှိပါတယ်။ဒါပေမဲ့2020မှာစတင်ခဲ့တဲ့နေတာညာဟုရဲ့ကာလကြာရှည်ရုံးတွေစစ်စစ်မှုကိုစီရင်ချက်မချသေးပေအရှိတဲ့ဗန်ဒီတာမှာကတောင်းကနေဖြစ်စနေပြီးမကြာခဏအနှောင့်အယှက်တွေကြုံခဲ့ရပါတယ်။ နေတန်ယာဟုကတော့မိမိအနေနဲ့ပြစ်မရှိကြအောင်ဝန်ခံချေပါပြီ။ဘာမှမလုပ်ခဲ့တာမရှိဘူးလို့ပြောဆိုခဲ့ပါလိမ့်။